အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မတ်လ31ရက်နေ့တတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ဒီ အုံဖို့ရောက်မှာပေါ့နော်အုံဖို့ရောက်မှာဆိုလို့ရှိရင်တော့ဒီအမရပေါ်ရမှာအုံဖို့ရောက်မှာရရထက်မှာစုစုပေါင်းလောက်တည်သွားလဲဆိုလို့ရှိရင်တရ80နဲ့နှုတ်ဦးတည်သွားတယ်နော်အင်ထောင်စုကဘယ်လောက်ရှိလဲဆိုလို့ရှိရင်ရရတော့တော်တော်ကြီးတယ်နောက်1500ရှိတယ်အင်ထောင်စု1500အဲဆိုလို့ရှိရင်တော့အဲ့ဒီတွေ့ရထက်မှာပဲတရ80နဲ့နှစ်ယောက်တည်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ကိုနိုင်ငံတော်အစင်းအနေနဲ့ဝန်နေချင်းအထိတ်အမှတ်နော်အဲ့ဒီဝန်နေချင်းနိုင်ငံတော်အစင်းတတ်မှတ်လိုက်တယ်အဲ့ဒီမလဒီလာ 2012ရဲ့နှစ်ကနေပြီးတော့ဒီ April 6ရက်နေ့အထိနော်တပတ်တီတီကိုနေပြီးတော့နိုင်ငံတော်အဆင့်ငွေနေချက်ထိမ်အမှတ်ရက်ကိုတက်မှတ်လိုက်တယ်အဲ့ဒီ April 1ရက်နေ့7နာရီ50မိနစ်20စက္ကန့်မှာဆိုလို့ရှိရင် เนาะတနိုင်ငံလုံးဟာဆိုလို့ရှိရင်ခုနကတည်ဆုံးသွားတဲ့လူတွေအတွက်10မိနစ်ညင်သက်ကာဗရာပြုဖို့ဆိုပြီးမှမာလာကအလိုမျိုးလုပ်ထားတာကိုတွေ့ရတယ်ဒါပေမဲ့ညောင်ချိုတို့ဒီဒီဖက်မှာပခိုးတို့ဖက်မှာတော့အဖကုံလင်းပြင်းနဲ့ပုံချဲတာနှံပုံချဲတာဆိုတော့နိုင်ငံတော်အစင်းဝန်းနေတဲ့အထိတ်မှလုပ်ပေမဲ့တနည်းအားမှာခြေခွဲစရာတွေအများကြီးကျွန်တော်တို့ဒီမာလာကဖန်တီးနေတုံးမဲဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဗလန်ဒလိန်မျိုးဦးလှသိမ့်ဗိမ့်မှန်ပြိုချတယ်အဲ့ဒါကသာသနာအဆောက်အဦအဲ့ဒီမှာသင်္ကာတော်တွေအများကြီးရှိတယ်ဆိုတော့ဒီမှာတော့အယောက်ပေါင်90သေးတယ်ခု 90လွတ်မြောက်တယ်အဲ့ဒီအထက်မှာဘယ်လောက်ရှိလဲဆိုလို့ရှိရင်အယောက်ပေါင်း100နော်အယောက်ပေါင်း100ပြိမိနေတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်ဆိုတော့ဒီသတင်းကလည်းတတော်ကိုရှိတဲ့သတင်းတစ်ခုဖြစ်တယ်ဆိုတော့မန္တလေးမြို့ဦးလှသိန်းပြိမိနေအဲ့ဒီပြိုကျတာနော်ပြိုကျတော့တင်ကာ အခုနကအပားကတော့90နော်90ပြေးသွားပြီ90ကတော့သူတို့လုံးမြောက်တယ်အဲ့ဒီထက်မှပိတ်မိနာကအရောက်ပေါက်200နော်အရောက်ပေါက်200ပိတ်မိနေဆိုတဲ့ဟာကိုဒီနေ့တတိမီလီယာနဲ့မှတွေ့ရမှာဖြစ်တယ်ဆိုတော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီမြင်းငလင်လှုပ်တာအချိန်ပေါင်းပါဆိုလို့ရှိရင်တစ်ချိန်လေးလှုပ်တာမဟုတ်ဘူးအချိန်ပေါင်းမြောက်များစွာလှုပ်တဲ့အတွက်ကြောင့်အဲ့ဒီနော်အဆောက်အဦတွေဟာဆိုလို့ရှိရင်ပျက်စီးတယ်နော်ပျက်စီးပြီးတော့နည်းနည်းရိုင်တဲ့ကောင်တွေကထပ်လှုပ်တော့ထပ်ပြုတ်ထပ်လှုပ်တော့ထပ်ပြုတ်အဲ့လိုမျိုးအခြေအနေမျိုးကိုတွေ့ရတယ်ဆိုတော့ နှစ်တသမာကိုစကဲက writer kennedy အားကနေပြီးတော့ဘလောက်လှုပ်လဲဆိုလို့ချင်း43ချိန်ထုတ်တယ်နော်43နဲ့3ချိန်ထုတ်တယ်3တသမာကိုအစင်းကတော့နော်80နဲ့6ချိန်ထုတ်တယ်တော်တော်ကိုများတယ်3တသမာကိုအဲ့ဒါကနေနေငယ်ရင်တော့ဒါပေမဲ့ပထမ ခုနှစ်တသမခုနှစ်နော်လှုပ်ထားပြီးသားဆိုတော့ဒီတခြားအဆောက်အဦတွေကနော်ပြိုလေးလူနေပါဖြစ်တဲ့အခါကျတော့အဲ့ဒီမြင်ကလေးတွေလှုပ်လိုက်တာနဲ့သူကပါသွားတာပဲနော်ပါသွားတာပဲဆိုတော့ဒီမှာ4.9ကတော့4.9ကတော့နော်40အချိန်ပေါင်း40လှုပ်တာကိုကျွန်တော်တို့တွေ့ရတယ်နော်5.9ကတော့ကျွန်တော်တို့6ချိန်နော်5.9ကတော့6ချိန်လှုပ်တယ်7.7ကတော့ကျွန်တော်တို့အချိန် တချိန်မဲ့လုတ်တယ်เนาะအဲ့ဒါကကြီးဆုံးပဲ7.7ကလို့ထိခိုက်အများဆုံးပဲအဒီနောက်လိုက်လာတဲ့5.9တို့4.9တို့ဒီ3.9တို့2.9တို့စသဖြင့်ဒီ hardware ဆိုလို့ရှိရဲ့เนาะเนาะနင်း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 ခုနကထုတ်ထားပြီးသားနေရာကိုပြန်ပြီးတော့ဖြည့်အားပေးသလိုဖြစ်သွားတယ်ဆိုတော့အချိန်ရင်ပေါင်းဘလောက်လုတ်လဲဆိုလို့ရှိရင်လုတ်ပြီးသားအခုလုတ်ပြီးသားဆိုလို့ရှိရင်169 6ချိန်နောက်169ကိုချင်းလှုပ်ပြီးသားဖြစ်တယ်ဆိုတော့တော်တော်ကိုပြည့်စုံမှုရှိတယ်ဆိုတဲ့ဟာကိုတော့တွေ့ရတယ်နောက်တစ်ခုက မန္တလေးတိုင်းအမရပူရနဲ့ဘုံဘော်ရွာမှာဆိုလို့ရှိရင်ပလီ၃လုံးပြိုကျတယ်နော်အဲ့ဒီမှာပလီ၃လုံးပြိုကျတဲ့အခါကျတော့အဲ့ဒီမှာရောက်ပေါင်း900နော်900ကျော်အဲ့ဒီမှာတည်ဆုံနေဆိုတဲ့ဟာကိုတွေ့ရတယ်ရုပ်လုံးတွေကိုပြန်ရတယ်900ကျော်ရပြီအဲ့ဒီပြတော့အဲ့ဒီမှာဆက်ပြီးတော့အများကြီးပိတ်မိနေတော့မှရှိသေးတယ်ဆိုတော့ပလီထဲမှာဆိုလို့ရှိရင်သူတို့ဝတ်ပြုနေတဲ့အချိန်ဖြစ်တယ်ဝတ်ပြုနေတဲ့အချိန်မှာအဲ့ဒီမှာမင်းငလျင်လှုပ်လိုက်တဲ့အခါကျတော့တိုက်ပြိုကျတယ်တိုက်ပြိုကျတဲ့အခါကျတော့အလောင်းတွေကအဲ့ဒီမှာ ထပ်နေတာပဲเนาะထပ်နေတာပဲဆိုတော့အယောက်ပေါင်း900ကျော်အလုံးကိုရရှိနေပြီဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်။နောက်တစ်ခုကနေပြီတော့เนาะနေပြီတော့မှလည်းတော်တော်ကိုလှုပ်တယ်။ပထမဆုံးကဒီမန္တလေးကိုဘို့ပြုတ်ပြီးတော့9.8အားနဲ့သူတို့လှုပ်တယ်။လှုပ်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ပြန်ပြီးတော့6.4နဲ့ထပ်ပြီးတော့လှုပ်တယ်။ဆိုတော့တော်တော်ကိုမြင်ကလန်တန်ကိုနေပြီးတော့လေးကြီးကြီးခန်းစားနေရတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့သမဒအိမ်တော်တို့စေယုံချုပ်တို့ဝန်ကြီးဌာနယုံတို့ပြောကြတယ်ပြောကြတဲ့ခါကျတော့အဲ့ဒီမှာဆောက်ဦးတွေကအဲ့ဒီထက်မှဝင်လို့မရတော့ ဝင်လို့မရတဲ့ခါကျတော့သူတို့ကိုအစီဝေးလုပ်တယ်အစီဝေးလုပ်တဲ့ခါကျတော့အဲ့ဒီမှာလည်းဖက်ချောက်တို့မာလာတို့အဲ့ဒါသူတို့ဟာဆိုလို့ရှိရင်ယာယီတာလပတ်ကိုနေပြီးတော့မိုးပြီးတော့အဲ့ဒီမှာအစိမ်းရောင်ကိုကာပြီးတော့အဲ့လိုမျိုးအစီဝေးတွေကိုလုပ်နေရတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာသတင်းတပ်ပုံတွေအရကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့နေပြီးတော့လည်းတော်တော်ကိုထိခိုက်ပျက်စီးမှုရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒါပေမဲ့စကားစားတော့နော်ဒီနှောင်ချိုဖက်မှာအုံမခါတို့သုံးစေတို့ရွှေမြောင်ပင် ပြီးလို့ရှိရင်တော့နောင်လင်ကြေးရွာတွေမှာဆိုလို့ရှိရင်စကစကကြေးကြေးဘုံကြေးတိုက်ခိုက်နေလို့မယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရတယ်။နောက်တစ်ခုကနေပြည်တော်ငလျင်ကြောင့်အဆောက်အဦတွေပြိုကျတယ်ပြိုကျတဲ့ခါကျတော့အဲ့ဒီမှာလူအသေးပြောက်ကဘယ်လောက်ရှိလဲဆိုလို့ရှိရင်တော့300ကနေပြီးတော့နောက်900ကျားမှရှိတယ်။ဒါပေမဲ့အဲ့ဒီမှာစကစအရောက်ပေါင်း100ကျော်တည်ဆုံးနေဆိုတဲ့ဟာကိုတွေ့ရတယ်။ဆိုတော့နေပြည်တော်မှာအဆောက်အဦတွေတော်တော်ကိုပြိုကျတယ်ဆိုတော့ဒီစစ်တပ်ဖက်ကလည်းတော်တော်ကို အဲ့ဒီအသေးပြောက်လို့ရှိနေတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိယမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ KIO နော် KIA KIO သူတို့ကဒီငလျင်ကြောင်းနော်ဒီတိခိုက်ပျက်စီးတဲ့လူတွေကိုနောက်တစ်ခုကပြန်လည်ထူထောင်ဖို့အတွက်နော်ချန်ရဲတဲ့လူတွေအတွက်ဒီပြန်လည်ထူထောင်ဖို့အတွက်ဒီ KIO နဲ့အတူပြည်သူလူထုအဲ့ဒီကချင်းလူထုတွေနဲ့အတူကူညီမယ်ဆိုပြီးမှထုတ်ပြန်တဲ့တတိယပဲဖြစ်တယ်နောက်တစ်ခုကငလျင်ကူညီဖို့အတွက်နော်ဆက်မှုဆောင်တစ်ခုကိုနေပြီးတော့ငွေကျပ်သိန်းပေါင်း100နော်အဲ့ဒီ ဒီဆက်မွန်ဆွန်တစ်ခုကိုဆိုလို့ရှိရင်ကြက်သိန်းပေါင်း200 200စင်အနမကောက်တာเนาะကောက်တာဆိုတော့အဲ့ဒီမှာဆက်မွန်ဆွန်တစ်ခုကိုသိန်းပေါင်း200လူကိုလူရမယ်ဆိုတဲ့ဟာကိုအဲ့လိုမျိုးအတင်းကောက်လဲဆိုတဲ့ standing နောက်တစ်ခုကစကားစကားဒီရခိုင်ပြည်နယ်ကြောက်ဖြူမှာဆိုလို့ရှိရင်တော့ဒီဘုံချေတိုက်ခိုက်တယ်နော်ဘုံချေတယ်ပြီးလို့ရှိရင်တော့ပကိုးတိုင်းပေါင်းတေတို့ဘာလို့အဲ့ဒီမှာเนาะဘုံချေတယ်ဘုံချေတဲ့ခါကျတော့အဲ့ဒီမှာပြည်သူတယောက်တေတယ်ပြီးလို့ရှိရင်တော့ PDF တယောက်ပေးတယ်နော်စုစုပေါင်းတန်ရာရရှိတာက၁၁တယောက်တန်ရာရရှိတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီစကားစကားထုတ်ပြန်တဲ့သတင်းအဲ့ဒါကပါလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့လူအသေးအပြောက်တန်ရာရရှိတဲ့လူတွေဇင်းကိုကျွန်တော်တို့ထုတ်ပြန်တယ်စကားစကားထုတ်ပြန်တာက1560ရှိတယ်နော်သူရဲ့သတင်းတော့ကတစ်ချိန်လုံးအာလူနည်းနည်းလေးပဲဖော်ပြတယ်အဲ့လိုမျိုးအများကြီးအသေးအပြောက်များလို့ရှိရင်ဒါမင်းပြတ်မှာစိုးလို့အမှန်ကိုတစ်ခါမှမဖော်ပြဘူးအရင်တော့က မောခံမှုတိုင်းတော့လည်းဒီလိုပဲเนาะအဲ့လိုမျိုးဒီဖက်ကတကယ့်မြေပြင်ကထွက်လာတဲ့တည်င်းနဲ့သူတို့ထွက်လာတဲ့တည်င်းကအစားပေါက်များစွာကွာတယ်ဆိုတော့အခုကတော့သူတို့ထုတ်ပြန်တာကဒေယာရရှိတဲ့လူကတော့3800เนาะ3800ဒေယာရရှိပြီးတော့နေရာနဲ့90ကတော့ပျောက်ဆုံးနေသေးပဲဆိုတဲ့ဟာကိုကျွန်တော်တို့စကားစကားထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီဖက်ကဒီတည်င်းမီဒီယာတွေကဖော်ပြတဲ့ကောက်ယူချက်အရာ ဒီ RF ကထုတ်ပြန်ထားတဲ့တတင်းရဆိုလို့ရှိရင်တော့3195ယောက်ကတည်ဆုံးပြီဖြစ်တယ်။အဲ့ဒီမှာဒဏ်ရာရရှိတဲ့လူကတော့4565ယောက်နော်အဲ့လိုမျိုးဒဏ်ရာရရှိတဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်။ဆိုတော့စကားဆိုင်ရဲ့တတင်းနဲ့ဒီဖက်ကတတင်းဌာနတွေရဲ့ဒီဖော်ပြထားတဲ့တတင်းတွေနဲ့ဆိုလို့ရှိရင်တော့တော်တော်ကိုကွာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဆိုတော့မဟာလာဖက်ကတတင်းကတော့အများအပြား short ပြီးတော့ထုတ်တာကိုတွေ့ရတယ်။သူတို့ရဲ့ဒိတ်ခါပြန်ပြန်ကြမှာကြောက်လို့နော်။ဆိုတော့ဒီကေစရေးမှာဒီလိုမလုံမလောက်ဘဲနဲ့ငါဒီ ဆက်ရန်တရားတွေကျွန်တော်တို့ဒီလေရင်ပြတော့ရင်တို့ကဒီ NLD လက်ထက်တုန်းကပါဆိုတော့ဒီလိုကေစရေတော့ပါလို့ဆိုရင်လေရင်ပြအသုံးပြုဖို့အတွက်တော့လေရင်ပြတော့မှသူတို့လောက်ထားတာရှိတယ်အဲ့ဒီလေရင်ပြနေပေမှာရောက်သွားလဲမသိဘူးဒီ agri လိုက်စားမှုနဲ့ဘာနဲ့ညာနဲ့အဲ့လိုမျိုးဆွေးချက်တင်ပြီးတော့အဲ့ဒီလေရင်ပြနေကတော့ဘာလုံးစားလိုက်လဲမသိဘူးအရေးကြိုးပြီးတော့တောက်စားလိုက်လာမသိဘူးနောက်အဲ့ဒီမှာပြသူလို့ထုတ်လို့ကိုကျေးဖို့အတွက်တတ်ဖို့အတွက်လက်နဲ့တွေကတော့အဆုံရှိတယ်သူမှာ နာဆုံးရှိတယ်ရုရှားကဝေလိုက်တရုတ်ကဝေလိုက်အဲဒီမှာထောက်ပံ့တာအများကြီးပဲဆိုတော့အခုတကယ်တကယ်ပြည်သူလူထုတွေဒုက္ခရောက်တဲ့အခါကျတော့ကေဖို့ကြတော့ဘာမှမရှိတော့ဘူးသူမှပစ္စည်းပစ္စည်းရတယ်ဘာတစ်ခုမှမရှိဘူးနော်အဲဒီမှာသူရဲ့ budget တွေလည်းဘာတစ်ခုမှမရှိဘူးအဲဒီသတ်ဖို့ဖျားဖို့လက်နေတွေအဆုံးရှိတဲ့ budget တွေအပြည့်အဝရှိတယ်ဒါပေမဲ့ဒီတကယ်ဒီကေဆေးရဲ့လို့လုပ်ဖို့ကြတော့ ဘာတစ်ခုမှမရှိတော့ဘူးသူမှလေးရင်ပြန်လဲပျောက်ကုန်ပြီကားလည်းမရှိတော့ဘူး green လည်းမရှိတော့ဘူး bad flow လို့လည်းပြန်မရောက်ကုန်လည်းမသိဘူးနော်ဘာတစ်ခုမှအစီအစဉ်မရှိဘူးဆိုတော့အဲ့ဒါကြောင့်လူတွေကဆိုလို့ရှိရင်အချိန်မင်းနော် marketing နိုင်မှုဖြစ်လို့လည်းဆိုလို့ရှိရင်ဆောက်ဦးထက်မှာကတော့ပိတ်မိနေတယ်အခု video file တွေအများကြီးတက်လာတယ်နော် video file တွေအများကြီးတက်လာတယ်ဆိုတော့အဲ့ဒီ video file တွေကိုလည်းဒီ channel မှာကျွန်တော်တင်ထားပေးတယ်နော်အဲ့ဒီမှာကျွန်တော်ရရှိသမျှ ဒီဗီဒီယိုဖိုင်ပဲတကယ်စိတ်လှုပ်ရှားစရာသူတို့ကေဆေရဲ့တမတွေအသုံးပြုထားတဲ့ဒီဗီဒီယိုဖိုင်တွေအများကြီးရှိနေတယ်။အဲ့ဒီမှာကေထောက်တာခက်ခက်ခက်ခဲနဲ့ကေထောက်ရတဲ့ဒီဗီဒီယိုဖိုင်တွေရှိတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ကျွန်တော်ရဲ့ဒီဒီ channel မှာသွားပြီးတော့ကြည့်ပါကျွန်တော်တင်ထားပေးတယ်။ကျွန်တော်နေနေတော့နောက်ကြမယ်ဒီဗီဒီယိုထက်နောက်ကြမယ်ဒါပေမဲ့အဲ့ဒီမှာ subscribe လုပ်ထားတယ်ဆိုရင်တော့ကျွန်တော်တင်တာနဲ့ဒီ YouTube ကနေပြီးတော့ဒီ message ပို့လာမှဖြစ်တယ်ဆိုတော့အချိန်မီကြည့်လို့ရတယ်။ဆိုတော့နေနေတော့နောက်ကြမယ်ဆိုတဲ့ဟာကိုတော့ပြောချင်တယ်။ နောက်တစ်ခုကအာဆီယံနိုင်ငံဥက္ကဋ္ဌဒီမလေးရှားနိုင်ငံကချီးမှုပြီးတော့အရေးပေါ်စည်းဝေးခေါ်တယ်မြန်မာနိုင်ငံမှာငလျင်ကိုပြည်စည်းရေးအတွက်အရေးပေါ်စည်းဝေးကိုနော်အဲ့ဒီမှာထိုင်ပြီးတော့ဒီမြန်မာနိုင်ငံအတွက်ကူညီမယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တွေ့ရတယ်အဲ့ဒီကြတော့အာဆီယံစင်နိုင်ငံထက်ကနေပြီးတော့အဲ့ဒီမှာသူတို့ချီးမှုချင်ပါတယ်အရေးပေါ်သူတို့စည်းဝေးလုပ်တယ်မြန်မာနိုင်ငံကိုပြည်စည်းဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုသူတို့အရေးပေါ် အစီအဝေးတစ်ခုကိုလုပ်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမြန်မာဂီတလောကမှာဆိုလို့ရှိရင်ကိုပိုင်တန်စင်နဲ့တကယ်နာမည်ရလာတဲ့ဆိုကြတယောက်ရှိတယ်သူက90နှစ်နဲ့နော်90နှစ်နဲ့ရှိတယ်ဆိုတော့သူကတော့တည်ဆုံးသွားပြီဆိုတဲ့ဟာကိုတွေ့ရတယ်သူရဲ့နာမည်ကတော့ဂျင်းဂျင်းကြီးနော်ဂျင်းဂျင်းကြီးသူရဲ့ကိုပိုင်တန်စင်နဲ့နော်ကိုပိုင်တန်စင်နဲ့နာမည်ကြီးလာတဲ့နော်ဆိုကြတယောက်90နှစ်နဲ့မှာသူတည်ဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ကိုလွန်သွားတာပေါ့နော်ကိုလွန်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အခုကတင်းတင်းတားရေဖြူမြို့နဲ့ကံပေါက်တိုင်းနေ အဲခါဒီကျေးရွာမှာဆိုလို့ရှိရင်စက္ကစကစစ်ကြောင်းထိုးတယ်နော်အဲ့ဒီတနေ့တာရီတိုင်းမှာဆိုတော့ကိုနာကနိုင်ငံတော်အဆင့်ဝန်နေချင်းအဲ့ဒီနေ့ကိုတတ်မှတ်ပေးမယ်ကျွန်တော်တို့တနေ့တာရီတိုင်းရေဖြူမြို့နယ်ကမ်ပေါက်တိုက်နေမှာဆိုလို့ရှိရင်တော့ဇာဒီကျေးရွာမှာစစ်ကြောင်း၃ကြောင်းထိုးတယ်နော်အယောက်ပေါင်300နဲ့နော်စစ်ကြောင်းထိုးတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့မာလာကတော့အလုတ်တခြားအော်ပြောတာတခြားလုပ်တာတခြားဆိုတာတော့လူတိုင်းသိနေကြပဲเนาะသိနေကြပဲဒါပေမဲ့ယုံတဲ့လူကလည်းယုံနေတော့ပဲเนาะသူ့ကိုအားပေးတဲ့လူကလည်းအားပေးတော့ဒါလည်းအထူးဆန်းမဟုတ်ပါဘူးเนาะအထူးဆန်းမဟုတ်ပါဘူးကျွန်တော်တို့ တကယ်ဒီ ISIS တို့ဘာလို့လူတတ်တဲ့အဖွဲ့နိုင်ငံတကာကပါကတမတ်ထားတဲ့လူဆိုးဂိုင်းတွေတော့မှသူ့ကိုထောက်ကန်တဲ့လူကတကယ်အမခံရှိနေတာပဲเนาะအမခံရှိနေတာပဲဒါကလည်းเนาะတကယ်ကျွန်တော်တို့အတွက်အထူးဆန်းမဟုတ်ပါဘူးเนาะထူးဆန်းမဟုတ်ပါဘူးဆိုတော့ဒီ main summary ရုပ်ခေတ်မှာတော့တော်တော်ကိုလူအသေးပြောင်းများတယ်များလေဆိုတဲ့ဟာကိုတော့ဒီနေ့တတိမီဒီယာမှာပေါ်ပြချက်ရကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့ဆိုတော့ဒီနေ့မတ်လ30ရက်တရက်နေ့မှာတတိမီဒီယာနဲ့မှာပေါ်ပြထားတဲ့အကြောင်းအရာတွေပါတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ